ားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီဖျားရဲ့နှုတ်ကပတ်တော်ကိုဘယ်လိုလေ့လာကြမလဲဆိုတော့အပိုင်းခုံကိုကျွန်တော်တို့ဆက်လက်ပြီးမှအတူတူကလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့လုံခဲ့တဲ့အပိုက်တုံးကကျွန်တော်တို့လေ့လာခဲ့တဲ့အရာကအစင်မြင်နာခံခြင်းပါနော်ဖျားရဲ့နှုတ်ကပတ်တော်ကျွန်တော်ကြာပြီးသားအရာတွေကိုကျွန်တော်ကအစင်မြင်နာခံတော်သူများဖြစ်ဖို့တဲ့အရေးကြီးတဲ့အကြောင်းအရာတွေကိုကျွန်တော်ဖော်ပြပေးပြီးပါပြီဆိုတော့အခုတော့ကျွန်တော်တို့အပိုင်းခွန်နေနဲ့ ျွန်တော်တို့ကြားထားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြပေးတဲ့စင့်မှန်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုတွေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလို့အနေနဲ့ကျွန်တော်တို့ကလှုပ်ဆောင်ကြမလဲဆိုတာကိုဒီနေ့မှကျွန်တော်တို့ကလေ့လာကြမှာဖြစ်တယ်ဆိုတော့ကျွန်တော်ခဏလေးစုတောင်းစကန်းနံကြပါစို့တန်ရှင်းတဲ့ဘုရားနာမတော်ချီးမွမ်းနေတာသမီးတို့ဒီနေ့မှကိုယ်ရဲ့နှုတ်တော်ထွက်ကိုပြန်လည်ပြီးခါမှလေ့လာတဲ့ခါမှာတကယ်ပဲကြားထားတဲ့ကိုတော်ဖွင့်ပြတဲ့နှုတ်တော်ထွက်ကို သူများအတွက်မဟုတ်ဘဲနဲ့မိမိအတွက်တကယ်ပဲလက်တွေ့လှုပ်ဆောင်နိုင်ရန်လို့ငါကိုရောတာသမီတို့အခွန်အားပေးသနာတော်မူပါဤစနစ်အားဖြင့်ကောင်းမွန်စွာလှုပ်ဆောင်နိုင်တော့သူများဖြစ်ပြီးမှကိုရဲအလိုတော်တိုင်လျှောက်လှမ်းနိုင်ပြီးကိုရဲဘုံတော်ထင်ရှားတဲ့ကိုရဲသာသမီအရောက်စီတိုင်းဖြစ်နေရန်လုံးကလည်းမအစားပြေတော်မူပါ ဝိညာဉ်မျက်စိကိုဖွင့်ပေးလက်ကိုရဲ့အတန်တော်ကိုကြားပြီးကိုရဲ့အလိုတော်တိုင်းလျှောက်လှမ်းနိုင်တော့ကိုရဲ့သားသမီးရောက်စီတိုင်းဖြစ်ပါမိကြောင်းကျေးဇူးတော်ပါကိုချီးမွမ်းလက်ယေရှုနာမဖြင့်ဆုတောင်းဆက်ကအနှံကြပါဖခင်သခင်အာမင်ဆိုတော့ဒီကနေ့မှာဆက်လက်ပြီးပိုင်းခုံကိုကျွန်တော်လေ့လာတဲ့အခါမှာလက်တွေ့လှုပ်ဆောင်ဖို့နော်ကြားထားတဲ့ဖခင်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်ရဲ့တက်တာထဲမှာလက်တွေ့လှုပ်ဆောင်တဲ့ဖခင်ရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှာယေကြည်ပါတယ်အဲကြောင့်လက်တွေ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာ ဖဲရဲ့ကောင်းကြီးမိင်္ဂလာတွေရှိတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်။အဲ့ဒါကိုရှင်လူကာခန်ကြီးကအပိုင်ငယ်၁ကနေ၁၁မှာဘသူရဲ့တက်တာအဖြစ်ကျွန်တော်တွေ့လို့ရတယ်လေ။လွန်ခဲ့တဲ့ပတ်ကလည်းကျွန်တော်ပြောပြီးသားပါ။ဘသူလဲ?ပေတယူပါ။ပေတယူကဘုရားရဲ့စကားတန်ကိုကြားတဲ့အခါမှာထိုင်နေရင်တော့ငားရမှာမဟုတ်ပါဘူး။ဒါပေမဲ့ဘုရားရဲ့စကားတန်ကိုကြားတဲ့အခါမှာပေတယူကမလုပ်တယ်လေ။လက်တွေလှုပ်ဆောင်တယ်။ဒါကြောင့်နောက်ဆုံးမှာကျတော့ဘုရားကကောင်းကြီးမိင်္ဂလာပေးတယ်။ လှေနစ်လှမတက်ငားတွေအများကြီးရလာတယ်ရလာတဲ့အခါမှာအဲ့ငားတွေဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်လာတယ်ပေတရုတ်ကသူ့ရဲ့စွမ်းရည်အဖြစ်မတက်နိုင်မှုဆိုတာကိုမြင်လာတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကြားတဲ့အတိုင်းလိုက်နာတဲ့အခါမှာကောင်းကြီးမင်္ဂလာရှိတယ်ဆိုတဲ့သဘောပေါက်လာတယ်ဖခင်ကသူ့ကိုဘာပေတရုတ်ကိုဘာပေးတာလဲဘာစွမ်းတက်တီပေးတာလဲငါဖတ်တဲ့နေရာမှာရမယ်ကြမ်းကျင်တယ်ဒါမဲ့အဲ့အရာအဖြစ် ဖုရားရှင်ကသူ့နှုတ်ကပတ်တော်နဲ့သူ့ကျွမ်းကျင်မှုနဲ့ပေါင်းစပ်လာတဲ့အခါမှာဖုရားရဲ့သခင်ရဲ့ဘုန်းတော်ထင်ရှားလာတယ်။ဖုရားရဲ့စကားတန်ကိုကြားလာတာနဲ့သူ့ရဲ့စွမ်းရည်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာနော်ဘာဖြစ်လာလဲဆိုပေတယုလူကိုဖမ်းသောတငါအဖြစ်ငါ့ကိုဖမ်းတဲ့တငါနဲ့လူကိုဖမ်းတဲ့တငါအဖြစ်ဖုရားရှင်က promotion ပေးလိုက်တယ်အဲ့ဒါပါလဲဆိုလက်တွေ့လှုပ်ဆောင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီနေ့မှာဘုရားသခင်ကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေ ကျွန်တော်ကြားရတဲ့စစ်မှန်တဲ့တမာတရားကိုလက်တွေ့ကျင့်ကြံတဲ့ဖရာရဲ့ဒါသမီးတွေဖြစ်ဖို့တိတ်ပြီးမှရေးကြည့်ပါတယ်ကျွန်တော်ဒီအတိုင်းကြားနေရတဲ့တမာတရားဟာမှန်ကန်တလားမမှန်ကန်မူလားဆိုတာကို သူ့ရဲ့နှုတ်ကပတ်တော်မှာကျွန်တော်စိတ်စိတ်လေးလာကြည့်ရှုပြီးခါမှကျွန်တော်ကလက်တွေ့ကျင့်ကြံတော့ဖရာရဲ့ဒါသမီးတွေဖြစ်ဖို့တိတ်ရေးကြည့်ပါတယ် YouTube မှာကြားရတဲ့ဖရားရဲ့နှုတ်ကပတ်တော်တွေအားအားလုံးမှန်တာပဲဆိုပြီးမှကျွန်တော်ကလက်တွေ့လှုပ်လိုက်တဲ့အရာတွေက half truth စစ်မှန်တဲ့ဖရားရဲ့နှုတ်ကပတ်တော်မဟုတ်ဘူးဆိုရင် အရင်မဲ့အန်ဒရယ်များပါတဲ့ကိုယ့်ရဲ့အသက်တာအတွက်အကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့တာသမီတွေအသက်တာထဲမှာမှန်ကန်တဲ့တမာတရားကိုလေ့နာမိရဲ့အသက်တာထဲမှာတိဆောက်ပြီးခါမှလက်တွေ့ကျင့်ကြံပြီးမှခေါင်းကြီးမင်္ဂလာရှိတော်ဘုရားရဲ့တာသမီတွေဖြစ်ဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်အဲ့ဒါကြောင့်လက်တွေ့လှုပ်ဆောင်ခြင်းဆိုတဲ့နေရာမှာကျွန်တော်အချက်၃ချက်အားဖြင့်ကျွန်တော်ခွန်အားပေးချင်ပါတယ်နံပါတ်၁ချက်ကဘာလဲဆိုရင် လက်တွေ့လှုပ်ဆောင်နိုင်ဖို့ကဖရာသခင်ပေါ်ပြပေးတယ်နှုတ်ကပတ်တော်ကိုနံပါတ်1မှာစိတ်တွေပြချင်းကနဲ့ကင်းတော်သူဖြစ်ဖို့လွတ်တယ်စိတ်ရှုပ်ချင်းကနဲ့ကင်းတော်သူတမျိုးနဲ့ပြန်စိတ်ထွေပြချင်းကနဲ့ကင်းတော်သူဖြစ်ဖို့နံပါတ်1ချက်နေနဲ့ကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုတော့ဟေရှာယနာဂတိကြခန်းကြီးငါပိုင်းငယ်7မှာကျွန်တော်တို့ဟာဘာဖြစ်လဲဆိုညာနေတဲ့အတွက်ကြောင့်အပြောခက်တော်သူတွေဖြစ်တယ် ဖရာရဲ့စကားတန်ကို ကျွန်တော်တို့ကညံတိန်တဲ့အခါမှာ နားမလဲပဲနဲ့เนาะကျွန်တော်တို့ရဲ့အတ္တတာထဲမှာဘာဖြစ်လဲဆိုတော့ကောင်းကောင်းမှုမှုနဲ့ဖရာရဲ့နှုတ်ကပတ်တော်ကိုအနဲ့အဓိပ္ပယ်မဖွင့်ဆိုနိုင်ဘူးအဲအကြောင်းညာကိုပဲဟေရှာယပရောဖက်ကြီးကလည်းဖော်ပြပေးထားတယ်ဤသေးလာလူတို့ဖရာရဲ့နှုတ်ကပတ်တော်ဖော်ပြပေးတဲ့အခါမှာသူတို့နားမလဲနိုင်ကြဘူးဘာဖြစ်လို့လဲသူတို့တွေကဖရာရဲ့နှုတ်ကပတ်တော်ကိုနားမလဲတဲ့အတွက်ကြောင့်မဖြစ်တဲ့ ဲကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သာသမီတွေအတ္တတာထဲမှာလည်းပဲစစ်မှန်တဲ့တမာတရားကိုနားလည်နိုင်ဖို့တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြမှုကိုလက်တွေ့လှုပ်ဆောင်လာတဲ့အခါမှာစိတ်တွေပြချင်းကင်းသောသူဖြစ်ဖို့တည်အရေးကြီးပါတယ်။ပြောရရင်တော့တန်တရားစိတ်မရှိဘဲနဲ့မှန်ကန်စွာဖြင့်လုံရဲသောသူဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်။အဲကြောင့်ဘုရားစကားတန်လားစာတန်တန်လာကိုရဲ့ emotion အတန်လာဆိုတာကိုပိုင်းခြားနိုင်ဖို့တိတ်ပြီးမှအရေးကြီးပါတယ်။ အဲ့ဒါကိုပဲရှင်ပေါလုကလည်းတုံ့ပြန်ပေးထားတယ်ပိုင်းခြားနိုင်သောဆွမ်းရည်တန်ရှင်သောဝိညာဉ်တော်ဖះမှာရှိပါတယ်ဆုတောင်းမှာဖះမတက်နိုင်တဲ့အရာမရှိပါတင့်ရဲ့ဆုတောင်းတာကိုအမြဲတမ်းနားညောင်းတယ်ဖះဖြစ်ပါတယ်တင့်မမွေးမိခဲ့တဲ့တင့်အတွက်ကိုဖះရှင်ကထားပေးပြီးသားပဲဖြစ်ပါတယ်တင့်ရဲ့ဘဝအကြောင်းအရာအားလုံးကိုတည်ပေးပြီးသားပဲဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ရဲ့အသက်တာအแทမှာ ဖះရှင်ကဖွင့်ပြလာတဲ့ဖះရဲ့နှုတ်ကပတ်တော်ကိုအီတီလာရီလိုညံနေတဲ့အခါမှာဖះရဲ့လမ်းကြောင်းကိုတည်တော့ဖះရဲ့သားသမီးတွေမဖြစ်ပဲနဲ့ကျွန်တော်စိတ်ထွေပြချင်းကင်းပြီးခါမှာဖះရဲ့နှုတ်ကပတ်တော်ကိုတကယ်ပဲအသက်တာထဲမှာလိုက်နာကျင့်ကြံတဲ့ဖះရဲ့သားသမီးတွေဖြစ်ကြရအောင်နောက်ပိတ်ခါမှာတိရအခန်းကြီး၃အပိုင်းငယ်၅ကနေ၁၀မှာဘသူ့ရဲ့တက်တာတွေ့လို့ရတယ်လဲရှမွေလာရဲ့တက်တာ ရှမွေလကဘာသူ့ရှိမှနေတယ်လဲအချင်းချင်းနဲ့ပြောရင်အေလိယပရိုဖက်ရှင်မှနေတယ်အေလိယပရိုဖက်နေတဲ့အခါမှာတနေ့ကျတော့ဖះရှင်ကခေါ်တယ်ရှမွေလရှမွေလရှမွေလလို့ခေါ်တဲ့အခါမှာသူ့ရဲ့ဆရာကြီးအေလိယကခေါ်တယ်ထင်ပြီးခါမှာချက်ချင်းသွားတယ်တခင်ကခေါ်သလားတုံးကျင်တိတိသွားတဲ့အခါမှာနေုံကမခေါ်ဘူးလို့ပြောတဲ့အခါမှာဘယ်ဖះရဲ့ပရိုဖက်အေလိယတော့သဘောပေါက်သွားတာဝါဒါဖះခေါ်တယ်နောက်ခါကြရင်အမိန်တော်ရှိပါဘူး သခင်ပြောခိုင်းတဲ့အတိုင်းနောက်ဆုံးမှကျတော့ဘာဖြစ်လဲဆိုဘုရားရဲ့စကားတန်ကိုနားလေသဘောပေါက်သွားတယ်အဲ့ဒါကြောင့်စစ်မှတ်တဲ့ဘုရားရဲ့စကားတန်ကိုကြားလာတဲ့အခါမှာထွေပြားတဲ့စိတ်နဲ့ကျွန်တော်တို့ကရှိနေလို့ရှိရင်ဘုရားရဲ့စကားတန်ကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်တို့ကတွေ့နိုင်မှာမဟုတ်ဘူးသိနိုင်မှာလည်းမဟုတ်ဘူးရှမွေလာလေးကလည်းဖရာစကားတန်ကိုကြားတဲ့အခါမှာဖရာစကားတန်မှန်သူ့ရဲ့သခင်ကြီးခေါ်မှန်းသူမသိဘူး အဲ့ကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာလဲရှမွေလကဲ့သို့ဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်မှန်မှန်ကန်ကန်နဲ့ကျွန်တော်ကနားမလဲတဲ့အခါမှာဖရားစကားတန်လာကိုယ့်ရဲ့ emotion လာစာတန်ရဲ့စကားတန်လာဆိုမခွဲခြားနိုင်မဲ့နဲ့ကျွန်တော်ဘဝတွေကထွေရလေးပါးတွေနဲ့ကျွန်တော်ကတက်ရှင်တော်သူတွေဖြစ်ဖို့အရမ်းမဲ့လွဲပါတယ်အထူးသဖြင့်ကျွန်တော်ရဲ့ယုံကြည်သူတွေရဲ့အသက်တာကဆင်ခြင်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာဖရားရဲ့နှုတ်ကပတ်တော်ကျွန်တော်ကိုပေါ်ပြလာတဲ့အခါမှာရှမွေလာလေးကအဲလိယာပရောဖက်သူ့ဆရာကြီးက ပြောပါသခင်လို့ပြောခိုင်းတဲ့အတိုင်းသူပြောလိုက်တဲ့အခါမှာဖခင်ရဲ့စကားတန်ကိုသူကင်းတော့ရှင်းရှင်းလင်းလင်းနဲ့တည်သွားတယ်အဲ့အတိုင်းပဲကျွန်တော်ရဲ့အသက်တာမှာတန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့ဖွင့်ပြတဲ့အရာကိုစိတ်ထွေပြားခြင်းမရှိဘဲနဲ့တန်တရားမရှိဘဲနဲ့ကျွန်တော်တန်ရှင်းသောဝိညာဉ်တော်ဖခင်ပြောတဲ့စကားစံစာကကိုယ့်ကိုပြောထားတဲ့စကားကိုတန်တရားမရှိဘဲနဲ့လက်တွေ့ကြင့်ကြံတော့သူများဖြစ်ဖို့သိပြီးခမာရည်ကြီးပါတယ် အဲ့တော့ကျွန်တော်နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာအာယုံစူးဆိုင်ပြီးခါမှကျွန်တော်လေ့လာတဲ့ဘုရားရဲ့တာသမီတွေဖြစ်ဖို့နံပါတ်၁ချက်နေနဲ့တည်ရည်ကြီးပါတယ်အဲ့ကျနံပါတ်၁ချက်နေနဲ့ခုနကျွန်တော်ပြောသလိုစိတ်တွေပြားချင်းကနဲ့ကင်းတော်သူဖြစ်ဖို့တည်ရည်ကြီးတယ်အဲ့မှအသာလင်ကျွန်တော်လက်တွေလှုပ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ကတိတိကျကျနဲ့နော်ဘုရားဖို့ပြတဲ့အတိုင်းလှုပ်ဆောင်နိုင်မှာဖြစ်တယ်အဲ့ဆိုနံပါတ်၂ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာဘာလို့ရမလဲဆိုရင်အစဉ်အမြဲတည်ရှိတော်သူဖြစ်ရမယ် ျွန်တော်တို့ကစိတ်ထွေပြချင်းဂိမ်းပြီးတဲ့နောက်မှာကျွန်တော်တို့ကဘာလဲဆိုအစင်အမြဲတရီးနဲ့ဖရားရဲ့စကားတံကိုနားထောင်တော့သူဖြစ်ဖို့တည်ရေးကြီးတယ်။ဘာဖြစ်လို့လဲ။ရှမွေရဟာသူ့ရဲ့ဆရာကြီးခေါ်တာလားဖရားရဲ့နော်စကားတံလားဆိုတာကိုဘာဖြစ်လဲဆိုရင်တရီးရှိဆိုတဲ့နားမထောင်တဲ့အခါမှာမခွဲခြားနိုင်ဘူး။အဲ့တော့တင်းမြတ်ကျွန်တော်ရဲ့အသက်တာမှာလဲကျွန်တော်စူတောင်းတဲ့အခါမှာဖရားကအဖြေပေးတယ် ဒါပေမဲ့တခါတလေဖျားစီခိုင်းတဲ့ဇာတာကကိုယ့်ရဲ့ emotion လားစာတန်ရဲ့အတန်လားဖျားရဲ့ဇာတာလားဆိုတာကိုကျွန်တော်တို့ကမခွဲခြားနိုင်မဲနဲ့ကျွန်တော်အသက်တာထဲမှာမြောက်များစွာနဲ့တက်ရှင်တဲ့ချိန်လေးလက်ရှိမှာပါအဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာအစဉ်တရိရှိပြီးနားထောင်တတ်သောယုံကြည်သူဖြစ်ဖို့သိအရေးကြီးပါတယ်။ရှမွေလကဖျားစကားတန်ခေါ်တဲ့အခါမှာတာတိယအကြိမ်မှသာလျှင ူဆရာကြီးကတုံတုံပေးလိုက်တဲ့ခါမှသာလဲဖခင်ကသူ့ကိုခေါ်တယ်ဆိုတော့သဘောပေါက်တယ်လို့တင်နဲ့ကျွန်တော်ရဲ့တက်တာမှာတန်ရှင်းတော့ဝိညာဉ်တော်ဖခင်ရဲ့စကားတန်ကိုနားထောင်ပြီးခါမှကိုယ့်ရဲ့အသက်တာကိုတိဆောက်တဲ့ဖခင်ရဲ့သားသမီးတွေဖြစ်ဖို့တိပိခါမှအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာပေါ်ပေါ်ရော့ရော့နဲ့ဂျမ်းစာကိုမလေ့လာဖို့သိပြီးမှအရေးကြီးပါတယ်။အဲကြောင့်ဖခင်ရဲ့လူတော်များများကဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာ ရေမိုးချို့တန်တန်ပြန်ပြန်နဲ့တကက်ရှင်နဲ့ပြင်ဆင်ပြီးခါမှဖရားရဲ့နှုတ်ကပတ်တော်ကိုလေးစားစွာဆူတောင်းပြီးခါမှတရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြဖို့ကိုသူတို့စောင့်ရင်းတဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့ခါမှဖရားရှင်ကဖွင့်ပြလာတယ်အဲဖွင့်ပြလာတဲ့အရာကိုသူတို့တတိရှိစွာနဲ့သူတို့နားထောင်တယ်ဒါသာတန်ရဲ့အတန်အီမိုးရှင်းအတန်နေမှာဟုတ်ပဲနဲ့ဖရားဖွင့်ပြတဲ့စကားအတန်ဖြစ်ဖို့သူတို့ကကောင်းကောင်းမှုန်တတိရှိစွာနဲ့နားထောင်တယ်ဆိုတာကိုကျွန်တော်တို့က နော်တင်ရင်လို့ရပါတယ်ဒါကြောင့်ဖခင်ကိုချစ်တဲ့ဖခင်ရဲ့တာသမီတွေဖခင်ရဲ့နှုတ်ကပတ်တော်လေ့လာပြီးဆိုတဲ့အခါမှာဒါဟာဖခင်ကဆိုလိုတာလားဆိုတာကိုနားလေသဘောပေါက်ဖို့သိပြီးမှအရေးကြီးပါတယ် YouTube တွေမှာကြည့်ချင်းအဖြစ်တော်လကောင်းကျွန်တော်နှုတ်ကပတ်တော်ဒီကိုလေ့လာတဲ့အခါမှာတမာတရားမှန်ကန်တဲ့အရာတွေနဲ့လေ့လာတတ်ပြီးအခါမှာကျွန်တော်ကအစင်အမြဲတတိရှိစွာနဲ့နှုတ်ကပတ်တော်ကိုမှန်မှန်ကန်ကန်နဲ့ပိုင်းခြားပြီးမှနားထောင်တတ်တော်နားရှိတော်သူများဖြစ်ဖို့နံပါတ်1ချက်နေနဲ့ကျွန်တော်ပြောချင်ပါတယ် ။နောက်ဆုံးနံပါတ်၃ချက်ကပါလဲဆိုရင်စိတ်ဆန္ဒအားထိန်းချုပ်နိုင်ခြင်းရှိဖို့လေအရင်ရည်ကြီးပါတယ်။အကြောင်းမာသဲအခန်းကြီးကပိုင်ငယ်၁၈မှာ ကောင်းကင်နဲ့မြေကြီးမပျက်စီးမီနောက်ငါစကလုံးတစ်လုံးမှမပျက်စီးရဘူးလို့ပေါ်ပြပေးထားတယ်။အကြောင်းဘာပြောချင်တယ်လဲဆိုရင်ကျွန်တော်တို့ကစိတ်အားထက်သန်ပြီးမှဖျားနှုတ်ကပတ်တော်ကိုအမြန်မြန်လင်းသိချင်တယ်ဆိုပြီးမှမြန်မြန်နဲ့ကျွန်တော်ကလေ့လာတော်သူများမဖြစ်ပါမီအကြောင်းကိုကိုကိုပြန်ပြေးခါမှဆင်ခြင်ဖို့ရန်ရည်ကြီးပါတယ်။ လောက်ကမတော့ကိုမြဲမြဲလေးလာတော့မြဲမြဲဆူတောင်းပြီးခါမှလှုပ်ဆောင်ဖို့ဘုရားသခင်ကလိုတော်မရှိဘူးမှန်မှန်ကန်ကန်လေးနဲ့နော်ကျွန်တော်ဒီတီငိငိနဲ့ဘုရားရဲ့စကားတန်နားထောင်ပြီးမှနှုတ်ကပတ်တော်ကိုလေ့လာတဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့ဘုရားရှင်ကလိုတော်ရှိတာဖြစ်တဲ့ အဲ့ဒါကြောင့်ကောင်းကင်နဲ့မြေကြီးပြင့်ပျက်စီးသွားမယ်ငါရဲ့စကားတွေကလုံးဝမပျက်စီးဘူးဖះရှင်ကိုယ်တိုင်ကပေါ်ပြပေးထားတယ်အဲ့ကြောင့်အဲ့မပျက်စီးမဲ့ဖះရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကတီတီငိမ့်ငိမ့်နဲ့ကျွန်တော်တို့ကမလုပ်မလဲဆိုရင်စိတ်ဆန္ဒတွေကိုထိမ့်ချုပ်ပြီးခါမှကိုထင်းနဲ့အတိုင်းဟောပြောတော်သူကိုထင်းနဲ့အတိုင်းကိုယ့်ရဲ့ emotion အတိုင်းမှတ်စုယူတော်သူမဟုတ်ပဲနဲ့ဖះဖွင့်ပြမယ်အချိန်ကိုကျွန်တော်တို့ကစောင့်ဆိုင်းပြီးခါမှ ကိုယ့်ရဲ့စိတ်ဆန္ဒကိုထိန်းချုပ်တတ်တဲ့ဘုရားရဲ့သာသမီတွေဖြစ်ဖို့သိပြီးခမရေးကြည့်တယ်ဆိုတာကိုလည်းထပ်လောင်းပြီးမှကျွန်တော်ပြောချင်ပါတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့ပြင်းပြတဲ့စိတ်ရှိတာတော့အရင်ကောင်းပါတယ်။ဒါပေမဲ့တခါတလေကျတော့ဘုရားဖွင့်ပြမဲ့အရာတွေကိုနားထောင်တတ်တဲ့စွမ်းရည်ရှိဖို့လည်းသိပြီးခမရေးကြည့်ပါတယ်။ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာအဲကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာသင်ဘုရားရဲ့နှုတ်ကပတ်တော်ကိုတော့ဖတ်လိုက်ပြီ။တင်ဖျားရှင်ရှိပါလေဆူတောင်းလိုက်ပြီဖျားကတင့်ကိုပေါ်ပြမဲ့အချိန်ကိုတင်ပေးသလား တမျိုးနဲ့ကျွန်တော်ပြောရရင်တော့တင်က router ကိုဖုန်းခေါ်လိုက်တယ်တင်ပြောချင်တာအကုန်လုံးပြောပြီးခါမှသူတစ်ဖက်ကပြောမပြောတာကိုနားမထောင်တော့မနဲ့ဖုန်းချလိုက်တော့သူများဖြစ်မိသလားအဲ့လိုနဲ့ပဲဖះကိုချိန်ပေးမိတော့သူများဖြစ်လို့ရှိရင်တော့ကျွန်တော်အသက်တာကိုပြင်ဆင်ဖို့လိုအပ်ပါတယ်ကိုပြောချင်တာဖះရှင်ရှင်မှာပြောဖះကကောကို့ဘာပြောခိုင်းစေချင်တယ်လဲဆိုတာနားထောင်နိုင်တဲ့စွမ်းရည်ရှိဖို့လိုတဲ့အဲကြောင့်စိတ်ဆန္ဒပြင်းပြတာကကောင်းပေမဲ့ ဖရားရဲ့တိုင်ပင်ကိုလည်းစောင့်တတ်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့လည်းသိပြီးမှအရေးကြီးပါတယ်။ကိုယ့်ရဲ့ emotion ကိုနားလည်ထားလေ့လာထားတဲ့အာမန်တမျှနဲ့အဆုံးသတ်တဲ့ယုံကြည်သူများမှဖြစ်ဖို့သိပြီးခမှအရေးကြီးပါတယ်။ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ဖရားရဲ့လမ်းပြပေးဖို့တွင်တဲ့အရာတွေကိုနားထောင်ပြီးခမှအသက်တာမှာတည်ဆောက်နိုင်ဖို့အတွက်လည်းကျွန်တော်နားထောင်တတ်တဲ့ဆန္ဒရှိသောသူများဖြစ်ဖို့သိအရေးကြီးပါတယ်။အဲ့ဒါကြောင့်ဖရားရဲ့နှုတ်ကပတ်တော်ဆိုတာကဖရားရဲ့ဝိညာဉ်တော်ကသာလေနားလေသဘောပေါက်နိုင်တယ်။ ဲ့တော့ကြောင့်ဝိညာဉ်စာအုပ်ကိုဝိညာဉ်တော်ကတာလင်ဖွင့်ပြနိုင်တဲ့အတွက်ကြောင့်စိတ်ရှိသီးခံပြီးမှတန်ရှင်းသောဝိညာဉ်တော်ဖရာရဲ့လမ်းပြဖို့အတွက်ကိုစောင့်ဆိုင်းတဲ့ဖရာရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ကျွန်တော်နော်နံပါတ်3ချက်နေနဲ့လဲကျွန်တော်ခွန်အားပေးချင်ပါတယ်ဒါကြောင့်အားလုံးကိုကျွန်တော်ကခြုံလိုက်မယ်ဆိုရင်လက်တွေ့လှုပ်ဆောင်တဲ့နေရာမှာ အချက်၃ချက်ရှိပါတယ်လက်တွေ့လှုပ်ဆောင်တဲ့ဘုရားရှင်ကဖုံးပြတဲ့အရာတွေကိုလက်တွေ့လှုပ်ဆောင်မှသာလင်ပါဖြစ်လဲဆိုရင်ကောင်းကြီးမင်္ဂလာရှိတယ်ရှင်ပေတရုရဲ့အတ္တတာမှာကျွန်တော်တွေ့လို့ရတယ်အဲ့ဒါကြောင့်လက်တွေ့လှုပ်ဆောင်တဲ့နေရာမှာကျွန်တော်ဘာတွေလှုပ်ဖို့လဲတဲ့နံပါတ်၁ချက်နေနဲ့စိတ်တွေပြချင်းကနေကင်းတော်သူဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်ဖိတ်ကိုရဲ့တန်တရားရှိတဲ့အရာတွေကိုဖယ်ပြီးခါမှာ ဖရားရဲ့နှုတ်ကပတ်တော်ကိုစိတ်တွေပြားခြင်းဂင်းတဲ့အရာနဲ့နားထောင်တာတော်သူဖြစ်ဖို့လို့နံပါတ်1ကဖရားနှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာအစဉ်သတိရှိပြီးခါမှာဘယ်စကလုံးလေးကဖရားကအဓိကဆိုလိုတယ်လဲဆိုတဲ့ဟာကိုနားလည်ပြီးဝိညာဉ်နဲ့ဖွံ့ဖြိုးချက်ကိုသဘောပေါက်တော်သူများဖြစ်ဖို့လိုအပ်တယ်။နောက်ပြီးမှစိတ်ဆန္ဒပြင်းပြစွာအားဖြင့်လေ့လာတဲ့အခါမှာကိုယ့်ရဲ့စိတ်ဆန္ဒကိုလည်းထိန်းချုပ်ပြီးမှဝိညာဉ်တော်ဖရားဖွံ့ပြမယ့်အရာတွေကို ဆောက်ဆိုင်တတ်တဲ့ယုံကြည်သူများဖြစ်ဖို့လည်းတိတ်ပြီးခမအရေးကြီးတယ်ဆိုတာကိုဒီနေ့မှကျွန်တော်ထပ်လောင်းပြီးခမခွန်အားပေးချင်ပါတယ်လို့ဒီနေ့အဲ့ဒါကြောင့်တို့ရဲ့အသက်တာထဲမှာလက်တွေလှုပ်ဆောင်တဲ့အခါမှာပေတယုကဲ့သို့သူတပားကိုကောင်းချီးပေးနိုင်သည့်အထိဖះရှင်ကကောင်းချီးမင်္ဂလာဖြင့်ရပ်ပတ်ပေးမှာဖြစ်တယ်။တင့်ကိုဖះရှင်ကောင်းချီးမင်္ဂလာပေးလာတဲ့အခါမှာတင့်မိသားစုတင့်ဆွေမျိုးအတိုင်းဝိုင်းတင့်အသင်းတော်တင့်ရဲ့ပဝန်းကျင်တင့်ရဲ့ မြို့နယ်တင်းရတိုင်းနိုင်ငံတစ်ပါလုံးအထိဖျားရှင်အကောင်းကြီးမင်္ဂလာရယူပေးမှာဖြစ်တယ်ဆိုတော့ကိုကျွန်တော်ခွန်အားပေးချင်ပါတယ်အဲကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီဖျားရဲ့နှုတ်ကပတ်တော်ကိုလက်တွေ့ချင်းချနိုင်ဖို့အတွက်အခုနကျွန်တော်ပြောတဲ့အချက်၃ချက်ကိုအစင်မြဲလိုက်နာပြီးမှချင်းချတော့ဖျားရဲ့တာသမီတွေဖြစ်ချရအောင်လို့ထပ်လောင်းပြီးမှကျွန်တော်ခွန်အားပေးချင်ပါတယ်ဆိုတော့လာမယ့်ပတ်မှာကျွန်တော်တို့ဘာဆက်လက်ပြီးမှလေ့လာကြမလဲနံပါတ်၁ဘိုင်းမှာကဝိညာဉ်ရေးရာဘိုင်းမှာအရင်ရည်ကြီးတဲ့နှုတ်ကပတ်တော်လေ့လာတဲ့ခါမှာ နံပါတ်1မှာ6စနစ်ပိုင်းလို့ကျွန်တော်ပြောပြီးသား ဆိုဝိညာဉ်ရေးရဲ့ဘက်မှာဝိညာဉ်လူဖြစ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်လေ့လာပြီးဖြစ်တဲ့အတွက်ကြောင့်ဒုတိယပိုင်းဖြစ်တဲ့လာမယ့်ပတ်မှာကျတော့နီးစလစ်မလို့နီးစလစ်တည်နေဖရဲ့နှုတ်ဘတ်တော်ကိုလေ့လာကြမလဲဆိုတာကိုထပ်လောင်းပြီးခါမှကျွန်တော်အတူတကွလေ့လာဖို့ကျွန်တော်လာမယ့်ပတ်ဒီမှာလည်းဆက်လက်ပြီးမှဖိတ်ခေါ်ချင်ပါတယ်ကျနာတို့ရောက်စီတိုင်းပုံမှာဖျားရှင်ဆက်လက်ရဲ့ကောင်းချီးပေးပါစေဆောင်မြော်ရွနဲ့လာမယ့်ပတ်မှာပြန်လည်တွေ့ဆုံကြဖို့ကျွန်တော်ဒီရက်နဲ့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပုံမှာဖျားရှင်ကောင်းချီးပေးပါစေ